ဒေသကြီးကျောက်စင်ခရိုင်စင်ငိုင်မြို့နယ်ရဲ့မြောက်ဖက်ခုနှစ်မိုင်ခန့်အကွာရန်ကုန်မင်းလေးကားလမ်းအနောက်ဖက်ပလေကျေးရွာ၌တည်ရှိသောရတနာလာပါမှုနှင့်စူတောင်းမြေမွေဖရားသည်မြန်မာနိုင်ငံရှိတဝိုးကြီးဖရားများမှတက်ဆူအပါဝင်ဖြစ်ကြောင်းသိရပါတယ်ရှင်။စင်ငိုင်မြို့နယ်ပလေကျေးရွာမှာရှေးအောင်စီဒီပထိုးပေါင်း325သူတီထားကိုကိုလေးရှိရာမှာရတနာလာပါမှုနှင့်စူတောင်းမြေမွေဖရားဈေးတီတက်ဆူအပါဝင်ဖြစ်ပြီးရတနာလာပါမှုနှင့်စူတောင်းမြေမွေဖရားကို အလောင်းစီသူမင်းကြီးလက်ထက်တက္ကရာ494ခုနှစ်မှာတီထားကိုယ်ွယ်ခဲ့ကြောင်းသိရပါတယ်ရှင်စင်ငံမြို့နယ်ပလိတ်ကျေးရွာရှိရတနာလာပါမှုနေစူတောင်းမြေမွေဖရားတမိုင်းချောင်းကိုတာဝန်ရှိသူတို့ကလည်းယခုလိုပြောကြားခဲ့ပါတယ်ရှင်ကျွန်တော်ကလည်းဦးထေအောင်ဖြစ်ပါတယ်ရတနာလာပါမှုနေစူတောင်းမြေမွေဖရားရဲ့ခောပကဘောဥက္ကရာဖြစ်ပါတယ်ဒီမွေဖရားရဲ့တမိုင်းချောင်းကိုအဲပြောရမှာဆိုရင်တော့တက္ကသိုလ်494ခုနှစ်မှာ အကံအလောင်းစီသူမြင်းကြီးဖောင်တော်နဲ့ဒုလောက်ကြီးမြေချောင်းချောက်ဒါတဲ့ခါမှာဒီလေလင်းကိုခရိုင်အဆက်ဖြစ်တဲ့ပလေးရွာကိုရောက်ခဲ့ပါအဲ့ဒီပလေးရွာရောက်တဲ့ခါမှာတိမ်ဟုဒရကုန်းတော်ပေါ်မှာဘုရားနှစ်စီတည်ခဲ့ပါတယ်ဘုရားရဲ့ဘုန်းနဲ့လည်းကတော့ရှင်မြေဘူးတော်ဘုရားနဲ့ရှင်မြေဘူးရဘုရားဖြစ်ပါတယ်အဲ့ဒီဘုရားနှစ်စီတည်တဲ့အချိန်မှာဟိုရှမ်းပြည်နယ်ကရှမ်းမောင်နှမသုံးဦးဟာ ဖက်ပြီးတင်းချောင်ပြီးတော့ဒီမှာခုလုံးနဲ့တောင်းပါတယ်မင်းကြီးကလည်းခွင့်ပြုခဲ့ပါတယ်နောက်မင်းကြီးကဆမ်မောင်နှောသုံးခုကိုကဲဘာဒီနောက်ထပ်အလိုရှိလဲလို့မေးတဲ့အခါမှာဆမ်မောင်နှောသုံးခုကဒီသိမ်မုဒ္ဒရာကုန်းတော်မှာဒီဒီတူတူနဲ့ဘုရားဟိုဒီတူတူတကယ်တောင်းပါတယ်မင်းကြီးကလည်းခွင့်ပြုလိုက်ပါတယ်ဒါနဲ့ပဲဒီဝေပြားဖြစ်လာမဲ့ဟိုဒီစင်းလူတော်တူတူကိုဒီရှမ်းမောင်မကတူတူက တည်ခဲ့ပါတယ်အထူးခြားချက်ကတော့ဒီဘုရားဟာခြေစင်းလူလည်းမဟုတ်ဘူးကြောက်စင်းလူလည်းမဟုတ်ဘူးအသာစင်းလူလည်းမဟုတ်ပါဘူးအလုံးမန်သားရဲ့မန်ကုလို့တင်မတင်ဖြစ်ပါတယ်ဘုရားရဲ့လက်တော်ကတော့မုဒ္ဒရာဗရမုဒ္ဒရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဇန္နာလောကမုနိမြတ်စွာဘုရားရဲ့အများကဆိုပြကြပါဘုရားတည်ပြီးတော့ မိဘောင်များစွာကြာခဲ့တဲ့ခါမှာဒီဘက်ကပြန်ရောက်တော့1338ခုနှစ်ဘောင်လာကန်ဆယ်ရည်မီမှာတိမ်ဂုတ်ရကုန်းတော်ဘုံမှာရှိတဲ့တိမ်ငုံကျောင်းဆိုတဲ့ကျောင်းမှာဥဒ္ဒရိဏဆရာတော်ကအရင်ဆုံးနေပါတယ်အဲ့ဒီဥဒ္ဒဥဒ္ဒရိဏဆရာတော်ကညပိုင်အိမ်မက်ပါတယ်အိမ်မက်ကမှာတော့ ဝေကြီးသုံးတော်ဟာအလောင်းစီလူမင်းတည်တဲ့ရှင်မြူကုစုတရားထဲမှာခဏနားရည်ရကြုံလို့သူတို့ကိုအဲ့ဒီမှာနေခွင့်ပြုပါဆိုပြီးတော့အဲတောင်းပန်တဲ့ကြွဆောင်မှုကိုဆရာတော်ကလည်းခွင့်ပြုခဲ့ပါတယ်။နောက်တစ်ရက်ဆရာတော်ကဒီမွေကြီးနဲ့ပတ်သက်ပြီးတော့ဒါခြုံထဲမှာရှင်းပြီးတော့ကြည့်တဲ့အခါမှာ ရှင်ဘူးတို့ဘုရားမှာမွေသုံးကောင်ကိုသူကြောက်စွာတွေးရအောင်ဒါနဲ့ဆရာတို့ကြီးကသူ့ရဲ့ဆန္ဒတိုင်းမှာနေခွင့်ပြုတဲ့တူချောင်းမလို့ဆရာတို့ကြီးကမွေသုံးကောင်ကိုဒီတိုင်းပဲခွင့်ပြုခဲ့ပါတယ်။နောက်နေ့ကျတော့ဒီမွေဘုရားဖြစ်လာမယ်ရဟန္တာလက်ပေါင်းမူကြီးမြတ်စွာဘုရားရဲ့အထံတော်မှာမွေသုံးကောင်ကိုဥဟောမှာတကောင် က်တော်မှာတကောင်းကိုလုံးတော်မှာတကောင်းသူသူကြကြအောင်ွယ်ရတွေ့ရပါလေအဲ့ဒါနဲ့လူတွေကအုပ်အောင်တောင်းရင်းပြီးတော့ဟာဘုရားမှာအငွေရောက်နေတယ်ဆိုတဲ့အတန်နဲ့အကုန်လုံးကအုပ်အချွတ်ချွတ်နဲ့ဒါပြတော့ခူးကြပါလေအဲ့ဒီချိန်ကစသူသာအောင်ွယ်ကောင်းတဲ့သာဝနာပြီငွေရှိသုံးတော်ကိုအကြောင်းပြုပြီးတော့သဒ္ဒနာလာဘမုနိငွေဖျားရဲ့ တွင်ခဲ့ပါတယ်ဒီပြားကိုနေ့စဉ်နေ့တိုင်းပွဲတော်ကျင်းပတဲ့အခါမှာပြီးရတဲ့1380ခုနှစ်အထိ43နှစ်မြောက်ပြီးသွားပါပြီဘုရားပွဲကတော့ဘာသူလာဇန်14ရက်နေ့ကစပြီးတော့ဘာသူလာပြီးတော့ရှိရဲ့ကိုရဲ့ကြီးကိုဖြစ်ပါတယ်။ဒါကမှမဟုတ်မြတ်စွာဘုရားရဲ့ ဘုရားပုရိယဘုရားပွဲတော်ကနေ့စဉ်ကျင်းပခဲ့တာက1380တခုနှစ်အထိမနစ်ကရှိပေါ့အဲ့ဒါ43နှစ်ရှိခဲ့ပါတယ်ဘုရားပွဲကာလကတော့ဘာဇူလာဆန်စလီရည်ကစပြီးတော့ဘာဇူလာပြီးတော့ရှိရကိုယ့်ရဲ့ရှိဖြစ်ပါတယ်မြို့ပကံရောပလိဆိုတဲ့တိုင်းဒီပလိနေမြေမှာ ်ငမ်းပြီဆိုတဲ့စကားအရဘုရားစုပေါင်း395ရှိခဲ့ပါဘူး။ခွန်ကြီးကျောင်းလိုက်ပေါင်းတော့96ကျောင်းရှိပါတယ်။စစ်ငံမျိုးနဲ့ပြင်ဆက်ကပြေပို့တာဖြစ်ပါတယ်ရှင်။